ဆက်လက်ပြီးခန်းနာစီစဉ်ရာစာရေးဆရာဆရာဦးကိုနီကိုရညာဇွင်ချင်းအားဖက်ကြားခြင်းဖြစ်ပါသဖြင့်ဆရာဤကိုရဇွင်ချင်းကိုဖက်ကြားမိမမီမီအားဆင်းမြင့်ပေါ်သို့နေရာယူပေးပါရန်လေးစားစွာဖိတ်ကြားပါရရှင်မင်္ဂလာပါရှင်စာပေဟောပြောပွဲသူကြွားရောက်လာသော စာပေချစ်ပိဋကများရှင် ကျမကတော့ဆရာဦးကိုနီကိုရေးချင်းအားဖတ်ကြားပေးမယ်မမီမီပဲဖြစ်ပါတယ် ဆရာကြီးအမိရင်းမှာဥကိုနေဖြစ်ပါတယ်။အဖဦးစုတန်းအမိဒေါ်ခင်လာခေါ်ဒေါ်ဟလီမာတို့မှာ1953ခုနှစ်ဖေဖော်ဝါရီလ17ရက်နေ့တွင်သကိုင်းတိုင်းဒေသကြီးကတာခရိုင်ကတာမြို့နယ်အင်းရွာချေးရွာတွင်မွေးဖွားခဲ့ပါတယ်။ကတာမျိုးအထက်ကတိကျောင်းမှာ1982ခုနှစ်တွင်တက္ကသိုလ်ဝန်ထမ်းအောင်မြင်ခဲ့ပြီးနောက်ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်တွင်ဆက်လက်ပညာရှိပုခဲ့ရာ1985ခုနှစ်တွင် BA လောပွဲကို၎င်း 1986ခုနှစ်တွင် LLB ဥပဒေပွဲကို၎င်းရရှိခဲ့ပါသည်1995-96ပညာသင်နှစ်တွင်ရန်ကုန်တက္ကသိုလ်ဥပဒေသင်ကြီးဒုတိယဥက္ကဋ္ဌဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး1989ခုနှစ်မှ1996ခုနှစ်အတွင်းရန်ကုန်ဝေးသင်တက္ကသိုလ်ဥပဒေပညာဌာနတွင်လီးပြဆရာဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါသည်1996ခုနှစ်တွင်ဥပဒေပွဲရရှိပြီးနောက်ဝေးသင်တက္ကသိုလ်တွင်လီးပြဆရာဖြစ်တာဝန်ထမ်းဆောင်ရင်း ဆရာကြီးကိုယူပြီးရှေ့လေချိန်မှာတွင်အလုတ်တင်ရှေ့နေဖြစ်၎င်းအမှုလိုက်ရှေ့နေဖြစ်၎င်းလုပ်ငန်းတာဝန်များကိုလောက်ကင်ခဲ့ပါတယ်။ကျောင်းဆရာအလုတ်ကိုဝါသနာပါနှစ်သက်သည့်လျောင်းမိတ္တဖြင့်ဟောပြောပို့ချမှုများကိုလည်းတနိုင်သမျှပြုလုပ်ခဲ့ပါတယ်။1995ခုနှစ်မှာစပြီးလော်ရယ်လော့ဖန်ကိုတရားဝင်မှတ်ပုံတင်တည်ထောင်တာ ဥက္ကဋ္ဌအဖြစ်တာဝန်ယူဆောင်ရွက်ခဲ့ပါတယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ capacity building training မှာ trainer ဖြစ်၎င်းအခြေခံဥပဒေပြင်ဆင်ရေးကော်မတီမှာကော်မတီဖွဲ့ဝင် ဖြစ်၎င်းတာဝန်ယူပြီးလုပ်ငန်းတာဝန်များကိုထမ်းဆောင်ရရှိပါတယ်ဒါ့အပြင်ဥပဒေဆိုင်ရာဆောင်မများအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာဆောင်မများကိုလည်းရေးသားလျက်ပြည်သူ့ကြိုတည်ပို့လျက်ရှိပါတယ်ဆရာဒီနေ့ဟောပြောမယ့်ခေါင်းစဉ်ကတော့အစုံသင်းရမည့်ပကြီးကားတစ်ချက်ပဲဖြစ်ပါတယ် ဆရာဦးကိုနေရှင်စင်မြင့်မော်တို့ကြွားရောက်ပေးပါရင်လေးစားစွာဖိတ်ကြားပါရရှင်ပရိသတ်ကြီးရတာတော်တော်ကိုအားရစရာကောင်းတာပဲအောက်မှာထိုင်းနေတော့မမြင်ရဘူးခုအပေါ်တက်ကြည့်လိုက်တော့အများကြီးပဲတော့ကျွန်တော်တို့မြန်မာနိုင်ငံကနေပြီးတော့မလေးရှားနိုင်ငံရောက်ရှိပြီးတော့ လုံငါမျိုးမျိုးလောက်ကင်နေကြတဲ့ကျွန်တော်တို့မြန်မာနိုင်ငံသားမိတ်ဆွေများအားလုံးကိုယ်စိတ်နှပါကျမ်းချမ်းသာပါစေလို့ကျွန်တော်လိုက်လိုက်လဲလဲဆုတောင်းမြတ်တာပို့တာရင်နှုတ်ခွန်းဆက်ပါလေနှုတ်ခွန်းဆက်ရင်ဂုံပြုစကားလေးတစ်ခုလဲကျွန်တော်ပြောချင်ပါတယ်ကျွန်တော်ကမြို့သားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင်တယောက်ဖြစ်တဲ့အတွက် အဖွဲ့ချုပ်ကိုကိုစားပြုပြီးပြောတယ်ဆိုရင်လေဒီစကားလေးတခုပဲเนาะကြံတဲ့ဟာတွေမပါဘူးအဲမှတ်ယူလို့ရပါတယ်အဲ့ဒါကဘာတော့ဆိုတော့မူလကကျွန်တော်တို့ပြည်တွင်းမှာကျွန်တော်တို့နိုင်ငံသားတွေကိုမဲပေးခွင့်ရရှိရေးမဲမှမှန်ကန်ကန်ပြီးနိုင်ရေးမဲမခိုးနိုင်ရေးမဲမသမာမှုမပြုတ်နိုင်ရေးစတဲ့တရားတွေကျွန်တော်တို့ဟောနေတဲ့အချိန်မှာ နိုင်ငံရချားရောက်နေတဲ့ကျွန်တော်တို့မြန်မာများမြန်မာနိုင်ငံသားများမဲပေးခွင့်ရှိတဲ့ပုဂ္ဂိုလ်များမဲပေးဖို့ဆိုတဲ့ကိစ္စအမှန်တိုင်းပြောပါမယ်ကျွန်တော်တို့မစင်စားမိပါဘူးအကြောင်းကဘာကြောင့်လဲဆိုတော့လက်ရှိရွေးကောက်ပွဲဥပဒေမှာနိုင်ငံခြားကိုရောက်နေတဲ့တန်ယုံဝန်ထမ်းတွေအစိုးရရဲ့အလုတ်တာဝန်နဲ့လွှတ်ထားတဲ့လူတွေပဲတန်ယုံကတစ်ဆင့်မဲပေးခွင့်ရှိပြီးတော့ ကျန်ပမာနိုင်ငံသားတွေမဲပေးခွင့်ရဖို့ဥပဒေမှာဘယ်နေရာမှာမှမပါပါဘူးအဲ့ဒါကြောင့်ကျွန်တော်တို့အဲ့ဒါကိုလည်းအားမထည့်ခဲ့ပါဘူးသို့တော်လည်းပဲနောက်ပိုင်းမလေးရှားစင်ကာပူနော်တို့တွေကထိုင်းနိုင်ငံပေါ့ဗျာဒီမှာရှိတဲ့မြန်မာနိုင်ငံသားတွေကသူတို့လည်းနိုင်ငံသားပဲသူတို့လည်းမဲပေးခွင့်ရှိတာပဲဆိုပြီးတော့မဲပေးခွင့်ရရှိရေးတောင်းဆိုလာတဲ့အတန်တွေကျယ်လာတဲ့အခါမှာ မထင်မှတ်ဖဲကျွန်တော်တို့ရဲ့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကဒါကိုစီစဉ်ပေးမယ်ဆိုပြီးတော့သူဂရိပေးလိုက်တယ်ဂရိတာပေးလိုက်တာတကယ်တကယ်တော့အစီအစဉ်ကဘာမှမရှိဘူးမလောက်တိုင်ဘူးရက်ကလည်းတိတ်ပြီးတော့ကတ်သွားပြီအဲ့တော့နောက်ဆုံးတော့တန်ယုံဝန်ထမ်းတွေကိုပဲအားကိုးပြီးတော့တန်ယုံဝန်ထမ်းတွေကိုပဲ အလုတ်ပိုတွေခိုက်ပြီးတော့တော်တော်ကိုခက်ခက်ခဲခဲနဲ့မြန်မာနိုင်ငံသားတွေမဲပေးခွင့်ရအောင်စီစဉ်ခဲ့တယ် မဲအရေးအတွက်ကဘလောက်မှမများပါဘူးကျွန်တော်တို့အားလုံးပေါင်း24တန်းလောက်မဲပေးတယ်မဲပေးနိုင်တာကတော့တန်း30လောက်ရှိတယ်24တန်းကြော်ကြော်ကျွန်တော်တို့မဲပေးပါတယ်အဲ့ဒီထဲမှာနိုင်ငံကြီးရောက်နေတဲ့မြန်မာနိုင်ငံသားအရေးအတွက်ဟာရာနှုန်းဖွဲ့လိုက်ရင်ဘာမှမရှိပါဘူးဒါပေမဲ့အခုလိုအပတ်တရဂုံပြုစကားပြောရလောက်အကြောင်းကတော့ ယာနှောင်းအဖြစ်နေပေမဲ့သူ့ရဲ့ impact တက်ရောက်မှုကအလွန်ကိုကြီးသွားပါတယ်။နိုင်ငံခြားမှာရောက်နေတဲ့ဗမာနိုင်ငံသားတွေကမဲလေးတပြားပေးခွင့်ရဖို့အတွက်အကြီးအကျယ်ကြိုးပမ်းအထောက်ကြတာတွေတောင်းဆိုကြတာတွေစင်ကာပူနိုင်ငံမှာလမ်းပေါ်မှာညအိတ်ဆောင်ပြီးတော့မှမဲပေးဖို့ကြိုးပမ်းအထောက်တာတွေကိုအွန်လိုင်းကနေတော့လကောင်းကျွန်တော်တို့ဂျာနယ်တွေကတော့လကောင်း တွေ့ရမြင်ရတဲ့အခါမှာကျွန်တော်တို့ဗမာနိုင်ငံမှာရှိတဲ့နိုင်ငံသားတွေတော်တော်များများဟာနှိုးကြသွားကြတယ်မဲပေးဖို့ကိစ္စမြို့ပေါ်မှာကိုယ့်ရက်ွက်ထဲမှာလွယ်လွယ်ကူကူသွားပေးနိုင်ရက်နဲ့တိတ်အားမတန်တဲ့လူတွေတောင်းနိုင်ငံရချားကလူတွေဒီလောက်တဲကြီးမဲကြီးကြိုးပမ်းနေတာကိုတွေ့ပြီးတော့လူတွေတော်တော်များများဟာမဲပေးဖို့စိတ်ဝင်စားခဲ့တယ်လာလဲလာတယ်ပေးလဲပေးတယ်ပေးတဲ့မဲ 63နဲ့300ခိုင်နှုန်းလောက်ဟာခိုင်လုံမဲရတယ်အဲ့ထဲမှာကျွန်တော်တို့မြို့သားဒီမိုကရေစီအဖွဲ့ချုပ်က80ခိုင်နှုန်းရပါတယ်အဲ့တော့မြန်မာပြည်မှာရှိတဲ့မြန်မာနိုင်ငံသားတွေတဲကမဲပေးဖို့ခွင့်အရေးဆိုတဲ့ခွင့်အရေးကြီးကိုထိတိယောက်ယောက်အသုံးချမယ်ဆိုတာကို အကြောင်းအမျိုးမျိုးကြောင့်နားမလည်တဲ့သူတွေရှိပါတယ်နှစ်ပေါင်း90ကျော်ဖိနှိပ်မှုဒဏ်အောက်မှာကြာကြီးနေခဲ့ရတဲ့အခါကြတော့ အဲ့ဒီမဲပေးခွင့်အခွင့်အရေးဘလောက်အရေးပါတယ်ဆိုတာကိုတော့မသိတဲ့လူတွေတော်တော်များများရှိပါတယ်အဲ့ဒီလူတွေရဲ့နားမျက်စိကိုနိုင်ငံရခြားရောက်နေတဲ့ကျွန်တော်တို့ဗမာနိုင်ငံသားတွေကဖွင့်ပေးလိုက်တဲ့အတွက်ပြီးခဲ့တဲ့ရွေးကောက်ပွဲကြီးမှာကျွန်တော်တို့ဟာအောင်မြင်မှုအများကြီးရခဲ့ပါတယ်ဒီအတွက်ဒါကျွန်တော်ကျွန်တော်တို့ရဲ့အဖွဲ့ချုပ်ကိုကိုစားပြုပြီးတော့ကျေးဇူးတင်ကြောင်းနဲ့ဂုဏ်ပြုမှတ်တမ်းတင်ပါတယ်ဆိုတဲ့အကြောင်းဒါစက္ကချပ်เนาะဂျာညာကျွန်တော်ပြောချင်တာပါ Thank you. နောက်ပိုင်းကျွန်တော်ဟောမှာပြောမှာကအဖွဲချုပ်ကိုကိုစားမပြုပါဘူးကျွန်တော်ကအမြဲတမ်းစကားပြောရင်စကားတစ်လုံးခံထားပါတယ်ကျွန်တော်နာမည်ကို mention လုပ်ရင်တရားလွှတ်တော်ရှင့်နေကြီးဥက္ကဏီလိုပဲပြောပါအမျိုးသားဒီမိုကရေစီအဖွဲချုပ်ကိုမထည့်ပါနဲ့ဘာဖြစ်လို့တုံးဆိုတော့ကျွန်တော်ပြောတဲ့စကားဟာကျွန်တော်စကားပဲဖြစ်ရမယ်အဖွဲကိုသွားပြီးတော့မထိခိုက်စေခြင်းမူမတက်ရောက်စေခြင်းမူပြောလို့ရတာရှိတယ်ပြောလို့မရတာရှိတယ်အခုဟာတော့ကျွန်တော်တို့လွတ်လွတ်လပ်လပ် ပြောကြတာဖြစ်တဲ့အတွက်ကျွန်တော်စိတ်ထဲရှိတာကျွန်တော်ပြောချင်တာကိုကျွန်တော်ပြောမှာပါကိုတန့်စင်ထွေးရကျွန်တော်ဆရာတဲ့ဟောပြောမဲ့ခေါင်းစဉ်ပေးပါအာခေါင်းစဉ်ပေးရမှာလားဟာပေးမယ်ပေးရမယ်တဲ့တခြားဆရာတွေလည်းသူတို့ခေါင်းစဉ်လေးတွေပေးထားတယ်တဲ့အဲ့ဒါဟုတ်တာပေါ့ခေါင်းစဉ်ပေးရမှာပေါ့ကျွန်တော်ကကျွန်တော်ဟောနေတာက ဥပဒေပိုင်းဆိုင်ရာတွေပြည်ပုံဆိုင်ရာတွေရွေးကောက်ပွဲဆိုင်ရာတွေအများပြည်သူကိုဟောတဲ့ပြောတဲ့ကိစ္စကျွန်တော်တော်တော်ပြတ်တယ်တိတိကျကျပြောရရင်တော့ကြာ2013အဲ့ဒီဘာသာရေးကိုအကြောင်းပြပြီးတော့ဥကိုအနေနဲ့ကိုမြအေးမဟောရလို့တစ်ဖက်သက်ပြထန်းကလေးကကြောက်လို့တော့မဟုတ်ပါဘူးဒါပေမဲ့ကျွန်တော်တို့ကြောင့်ပြဿနာဖြစ်ပါဆိုးလို့ထောင်ချောက်သေးဝင်းကုန်မှာဆိုးလို့ရှောင်ကျင်တဲ့အနေနဲ့ကျွန်တော်တို့ public speech တွေကိုမပြောပါဘူး နိုင်ငံရချဆိုရင်တော့ပြောတာပေါ့ပြည်တွင်းမှာတော့ကျွန်တော်တို့မပြောပါဘူးဆိုတော့အဲ့ဒီကကျွန်တော်တို့ကပြတ်နေတော့ခေါင်းစဉ်ကျွန်တော်တောင်းတဲ့အခါမှာတော်တော်တော့ကြွားကြတာပဲဘာခေါင်းစဉ်နဲ့ပြောရင်ကောင်းမလဲအေးပေးမယ်ကိုတန်းစဉ်ဖေရခဏကျွန်တော်စဉ်းစားလိုက်ဦးမယ်ဆိုပြီးတော့ကျွန်တော်မေ့သွားတယ်ဒီဘက်ရပိုင်းကလည်းသိတဲ့အတိုင်းရွေးကောက်ပွဲမပြီးခင်တော့ကလည်းရွေးကောက်ပွဲအောင်နိုင်ရေးကိစ္စတွေကျွန်တော်တို့ကတော်တော်အလုပ်များတယ်ရွေးကောက်ပွဲပြီးတော့နိုင်လာတဲ့အခါကျတော့လည်းဟာ နိုင်ပြီဆိုတော့ပြင်ရဆရာတာပုံများတယ်အတိုက်ခံအတော်ခြောက်တယ်ဗျသူများမဟုတ်တာလောက်တာလေအော်နေရုံပဲဘာမှကိုကထိတိယောက်လောက်ဖို့မလိုဘူးအခုဟာတော့ပြပြသားသားနိုင်သွားတယ်ဆိုတော့လှုပ်ဆရာကိစ္စတွေကများတာပေါ့ဗျာနည်းနည်းလေးအလုတ်ရှုပ်တော့ကျွန်တော်မေ့သွားတယ်ဗျာမေ့တော့ကိုတန့်စင်ထွေးကကျွန်တော်ရှိုံမက်ဆေ့ချ်ပို့တယ် Viber ကနေမက်ဆေ့ချ်ပို့တယ်ဆရာတဲ့ကောင်းစင်လေးတောင်းထားတာပြပါအောင်တော့စိတ်မကောင်းဖြစ်သွားတယ်မေ့သွားတဲ့အတွက်ကျွန်တော်လည်းစိတ်မကောင်းဘူးအဲ့ဒါနဲ့ ်သူကလည်းအားနာလို့ဖုန်းမဆက်ဘူးဒါနဲ့ကျွန်တော်ခေါင်းစဉ်ပေးရတော့မယ်ကျွန်တော်ယုံကကျွန်တော်တပည့်နဲ့တိုင်မင်းနဲ့တပည့်ကြီးဆရာခေါင်းစဉ်တခုပေးရလိမ့်မယ်ဆိုတော့ဆရာဘာပြောဖို့စိတ်ကူးရှိလဲဆိုတာငါတော့ကွာဒါ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 ပြောမှာပဲငါတော့နိုင်ငံရေးအကြောင်းပဲတို့နိုင်ငံရဲ့အရေးအကြောင်းပဲအဓိကပြောမှာပေါ့တို့နိုင်ငံအရေးကလည်းမပြီးဆုံးနိုင်သေးတဲ့နိုင်ငံရေးကြီးဖြစ်နေတယ် လွတ်လပ်ရေးရတာ80ပြည့်တော်မယ်နှစ်68နှစ်ရှိပြီပေါ့ဗျာဒီကနေ့အထိကျွန်တော်တို့ကယုံကံနေရာတော့လှုပ်ရှားနေရာတော့ပထမလွတ်လပ်ခွင့်တော့ရခဲ့ပါရဲ့အင်္ဂလိပ်လက်အောက်ကဒါမှမဟုတ်ဒီကနေ့အထိကျွန်တော်တို့ကစစ်ကြုံဘွားကမလွတ်တကယ်လွတ်လပ်တဲ့နိုင်ငံမဖြစ်သေးဘူးတို့ကယုံကံကြိုးစားနေရတော့ကွာမပြီးသေးဘူးအဲ့ဒါလေးတို့တွေလည်းအသက်ကြီးပြီအဆုံးတတ်နိုင်ရင် ကောင်းပါပဲကျွန်တော်ကပြောတော့ကျွန်တော်တပည့်ကောက်ခံခင်ကာ ကောင်းစီတက်ပေးလိုက်တယ်ဆရာလည်းမပြီးသေးတော့ဗကြီကတစ်ချက်လို့ပြောလိုက်ပါဟာအေးအဲ့ဒီစကားကတော့ရှိတယ်နဲ့တူတယ်လို့ဒီစကားလုံးကရှိတယ်ငါကြားဘူးတယ်လို့မပြီးသေးတော့ဗကြီကတစ်ချက်ချင်းနေပါရင်တော့ဆိုတယ်ဒီလိုတော့မလုပ်ပါနဲ့ဒါလို့ तू ပြောတာလေးကလည်းကောင်းတယ်ဘောလေဗကြီအကြောင်းတော့နားမလဲပါဘူးလေဟိုခေါင်းစဉ်အနေနဲ့ကိုပြောချင်တဲ့အကြောင်းအရာနဲ့ तू ကပြောလိုက်တော့ဒါနဲ့ငါမပြီးသေးသေးဗကြီကဆိုရင်နောက်ထပ်ပြီးမှာမဟုတ်ဘူးကွာလို့เนาะမပြီးသေးတဲ့ဘက်ကို အဲနည်းနည်းလေးလမ်းကြောင်းတယ်လို့ဇောင်းပေးတယ်လို့ဖြစ်နေတယ်နမိတ်ဖတ်တယ်လို့ဖြစ်နေတယ်အဲ့တော့ငါပြောင်းမယ်ကွာလို့အဆုံးတတ်ရမယ်ပကြီးကတချက်လို့ငါပြောင်းမယ်လို့အဆုံးတတ်တော့မယ်ကတော့ဒါနဲ့ပဲအဆုံးတတ်ရမယ်ပကြီးကဆိုတဲ့ခေါင်းစဉ်ဖြတ်သွားတာပေါ့လေအဲ့တော့ဘာကိုအဆုံးတတ်ကြမှာတော့ပဲလို့ပကြီးကိုကျွန်တော်တို့ကအဆုံးတတ်ကြမှာတော့ကျွန်တော်ရဲ့ညီတော်မောင်ကတော့ရှေ့ကသူဝင်းနေစရာပြောတော့ကိုကမျက်ရည်မကျအောင်ထိတ်နေရတယ်သူကတော့ပြောကောင်းတာ သူကတက်ကြွအောင်ပြောပြီဆိုလဲနည်းနည်းလေးရှေ့ရထိုင်တော့ရုပ်ပြက်မှာဆိုလို့လက်ခောက်ကလေးပါလေးတော့မှုတ်ပြီးတော့အားပေးကျင်တာသူ့အဲကိုယ်လည်းကြတော့ကိုဟောရမယ်အကြောင်းအရာနိဗ္ဗာန်ရောက်ကြောင်းတရားဖြစ်နေတယ်ပရိသတ်ကလည်းခုအချိန်ဆိုတာနည်းနည်းငိုက်လို့မြည်လို့ကောင်းတဲ့အချိန်ဒါပေမဲ့ကျွန်တော်ညီကကောင်းပါတယ်တခါတည်းဆက်ပြီးပရိသတ်ကိုအားပေးခဲ့တယ်နောက်မှဥဖုံးရှိတယ်ဒါကတော့အမှန်ပဲဗျနော်ခင်ဗျားတို့တကယ်စိတ်ချမ်းသာမယ်တကယ်ပြောပါပါဆရာက ရေးတာလည်းမဟုတ်ပြောတာလည်းအရန်ကောင်းတယ်အားလည်းပါတယ်မန်လည်းပါတယ်ဆိုတော့နောက်ဆုံးတော့ခင်ဗျားတို့စိတ်ချမ်းသာတာလာနဲ့နှတ်ထောင်ပါပါနော်လောလောဆယ်တော့ဆရာဦးဖုံးမလာခင်ကျွန်တော်ရဲ့နိဗ္ဗာန်ရောက်ကြောင်းတရားလေးနည်းနည်းလောက်နားကြပါနော်နိဗ္ဗာန်ရောက်ကြောင်းတရားဆိုတော့နိဗ္ဗာန်ဆိုတဲ့စကားကိုအတိတ်ပဲဖွင့်ရင်တော်တော်များများနားလည်တာကတော့လွတ်မြောက်ရလွတ်မြောက်ကြောင်းပေါ့နော်ဘာသာတိုင်းမှာ နိဗ္ဗာန်ဆိုတဲ့ရည်မှန်းချက်ရှိတယ်နိဗ္ဗာန်ရောက်အောင်ကြင်ကြံနေနိဗ္ဗာန်ရောက်အောင်ကြိုးစားမယ်အဲ့တော့များသောအဖြစ်ဘာသာတိုင်းကပြတ်ထန်းတဲ့နိဗ္ဗာန်ဆိုတာကလောကုတ္တရာရေးရပါဘူး။နောင်တမလွန်ဟောပဲလွတ်မြောက်ရလွတ်မြောက်ကြောင်းကိုရည်ဝဲတာပေါ့။သို့တော့တကယ်တကယ်တော့နောက်ထပ်နိဗ္ဗာန်တစ်မျိုးရှိပါသေးတယ်။ဒါကတော့လောကနိဗ္ဗာန်။ကျွန်တော်တို့အခုအသက်ရှင်နေတော့မှလဲ တေပြီးနောက်ကျွန်တော်တို့သွားလို့တဲ့အမတန်မြင့်မြတ်တဲ့ဘုံမနပြွှေချမ်းမြေ့စရာကောင်းတဲ့ဘုံဒုက္ခဘုံရှိသလိုကျွန်တော်တို့လက်ရှိအသက်ရှင်နေတဲ့ဒီလောကီဒီလောကကိုလည်းပဲဒုက္ခဘုံဖြစ်အောင်ဖနှင်းရရနိုင်တာပဲလောကနိဗ္ဗာန်လို့ခေါ်နိုင်တဲ့နိုင်ငံတွေကမ္ဘာပေါ်မှာအများကြီးရှိတာပဲလူကိုလူလို့အတိအမှတ်ပြုတဲ့နိုင်ငံတွေ ဘလောက်ပဲဆင်းရဲဆင်းရဲဘလောက်ပဲမွဲနေမွဲနေလူတိတ်ခါလူတံဘိုးအပြည့်အဝခံစားခွင့်ရှိတဲ့နိုင်ငံတွေရှိနေတာပဲကျွန်တော်တို့မျက်မြင်ကိုယ်တွေ့ပဲဒီလိုအခွင့်အရေးမျိုးကျွန်တော်တို့မရသေးဘူးအဲ့တော့ဒီလိုအခွင့်အရေးမျိုးရအောင်ဒီလိုနိုင်ငံမျိုးဖြစ်အောင်ကျွန်တော်တို့မတီထောင်သင့်ဘူးလားတီထောင်သင့်တာပေါ့တီထောင်ဖို့ကမကြိုးစားခဲ့ဘူးလားကြိုးစားတာပေါ့ပြီးပြီလားပြီးတော့ ကျွန်တော်တို့ကနေ့အထိမပြီးသေးပါဘူးအဲ့ဒီမပြီးသေးတဲ့ကျွန်တော်တို့ရဲ့ဗမာနိုင်ငံတော်ကျွန်တော်တို့ရဲ့အနာဂတ်နိုင်ငံတော်ကိုကျွန်တော်တို့ဘယ်လိုဖန်တီးတိဆောက်ကြရင်ကောင်းမလို့အဲ့ဒါလိုတိဆောက်ဖို့ခင်ဗျားတို့ကျွန်တော်တို့ဘယ်အခန်းကဏ္ဍကနေပါဝင်ပြီးလုပ်ကြမှာတော့အဲ့ဒီစဉ်းစားစရာလေးတွေကိုကျွန်တော်ဒီနေ့နည်းနည်းအချိန်ရသလောက်ပေါ့ဗျာเนาะဒီလိုကောင်းစဉ်ရတော့ပြောမယ်ဆိုမဆုံးတဲ့ကောင်းစဉ်ပေါ့ဗျာတမိုင်းနဲ့လည်းဆက်ဆက်ပတ်သက်နေပါတယ်အဲ့တော့ဒီထဲမှာလူငယ်လူကြီးလဲစုံတဲ့အတွက် ကျွန်တော်တို့လူကြီးတွေဆိုတာပြန်ပြီးတော့သတိရမယ်ကျွန်တော်ပြောတဲ့အကြောင်းအရာလူငယ်တွေဆိုရင်လည်းဒါအခုနားထောင်မိမယ်ဖတ်ထားတဲ့လူဆိုရင်လည်းငါတို့ဖတ်ထားတာလေးတွေနဲ့ဒီလို ရှိပါသလားဆိုဆက်ဆက်မိသွားမှာပေါ့